တရားဝင်လိုင်စင်မရှိဘဲနိုင်ငံခြားငွေဝယ်ယောင်းလဲလှယ်ခြင်းများကိုအရေးယူရန်အရှိန်မြင့်လှုံ့ဆော်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားဝင်လိုင်စင်မရှိဘဲနိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းများဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုထိရောက်စွာအရေးယူနိုင်ရေးအရှိန်မြင့်ဆောင်ရွက်သွားမယ်လို့ယမန်နေ့ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှအတည်ပြုကြေညာထားပါတယ်။ မြန်မာနိုင်ငံထော်ဗဟိုဘန်အနေနဲ့နိုင်ငံเจ้าငွေလဲလဲနှုံတည်ငြိမ်စေရေးနဲ့ဈေးကစားမှုများမရှိစေရေးအတွက်တွင်းကုန်လုပ်ငန်းရှင်များလိုအပ်တဲ့နိုင်ငံเจ้าငွေများကိုအွန်လိုင်း trading platform မှာသဆင့်ရောင်းချပေးခြင်းနိုင်ငံเจ้าသူစေကူတာခြင်းပညာတော်သင်သွားခြင်းဖျားဖူးသွားခြင်းအလောအကိုင်းကိစ္စရံများဖြင့်ထွက်ကွာသူများအတွက်အသေးသောနိုင်ငံเจ้าငွေများကိုပုဂ္ဂလိကဘဏ်များ၏ငွေလွှဲကောင်တာများတွင် ရောင်းချပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ် ချိန်ဒီလိုဆောင်ရွက်ပေးမှုတွေအပြင်နိုင်ငံခြားငွေစည်းနှုန်းများ မတိမငိမ့်ဖြစ်စေဖို့ Facebook page Facebook group Viber group နဲ့ application တို့မှာသစင်လှုပ်ဆောင်ဆောင်ရွက်နေမှုတွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှစောင့်ကြည့်လျက်ရှိပြီးလှုပ်ဆောင်ဆောင်ရွက်နေတဲ့ပုံကိုယ်တွေနဲ့ဆက်ဆက်နေတဲ့ Pay account နဲ့ Banking account တွေကိုပိတ်သိမ်းတာဖုန်းစင်ကတ်တွေကိုပိတ်သိမ်းတာအပြင်တည်ဆဲဥပဒေနဲ့အညီတရားစွဲဆိုရေးယူခြင်းတွေဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ် ဗဟုပန်အနေနဲ့နိုင်ငံခြားငွေစည်းနှုန်းမတည်ငြိမ်အောင်လှုံ့ဆော်နေသူတွေကိုဆက်လက်စောင့်ကြည့်ရရေးယူမှုတွေပြုလုပ်နေပြီးမြန်မာနိုင်ငံထော်ဗဟုပန်မှထုတ်ပေးထားတဲ့တရားဝင်လိုင်စင်မရှိဘဲနိုင်ငံခြားငွေကြေးများဝယ်ယူရောင်းချလဲလှယ်ခြင်းကိုရည်ရွယ်ချက်ရှိရှိဆောင်ရွက်လျက်ရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားတိတိယောက်ယောက်အရေးယူဆောင်ရွက်နိုင်ရေးအရှိန်မြင့်ဆောင်ရွက်သွားမယ်လို့ကြေညာချက်မှဖော်ပြထားပါတယ်လို့သိရပါတယ်ရှင်။